ဆရာတော်ကြီးဓမ္မဗေရီအရှင်ဝိရိယတောင်စွန်းရဲ့လူတိုင်းအတွက်ပဋ္ဌာန်းဤစာအုပ်ကိုဖတ်ရှုပူဇော်ခွင့်ပြုပါယံဆရာတော်ကြီးအာယုသေးလေးစားစွာလျှောက်ထားအပ်ပါသည်ဗျာကမ္မပစ္စည်းတတရားပိုင်းဘုရားလောင်းတော်တို့ရဲ့ပါရမီဖြည့်စင်ကာလတခြားဘဝဇက်ဖြည့်ရတွေကိုကြည့်မယ်ဆိုရင်ကုသိုလ်ကံတွေကြောင့်သူကတိပုံမှာဖြစ်ခွင့်ရပြီး ်ပါရမီကုသိုလ်ရဲ့အစွမ်းတက်တီးကြောင့်လူပုံမှာဖြစ်ရတဲ့အခါမျိုးတွေမှာရှင်ဘီရင်တို့မင်းစရာတို့ပညာရှိတို့တိတာပေါမောက်ကစရာတို့စတဲ့မြင့်မြတ်တဲ့အမျိုးဆက်တွေမှာဖြစ်ရပါတယ်။နှုစဉ်ကာလတွေမှာပုထုဇဉ်လျောက်အကုသူကံတွေပြုမိလို့အပေပုံမှာကျုံးဝင်တဲ့ဒိဋ္ဌံဘွားတွေမှာဖြစ်ရတယ်ဆိုရင်တောင်ခိုးထက်တီးငယ်တဲ့ဘွားမျိုးမှာမဖြစ်ရဘူး။ဖြစ်လျာဘွားတွေမှာလည်းခိုးဖြစ်တဲ့ဘွားမှာခိုးမင်းမြောက်ဖြစ်ရင်လည်းမြောက်မင်းဆင်ဖြစ်ရင်လည်းဆင်မင်းစသည်ဖြစ်ရပါတယ်။အကုသူကံက ဒရိစံဘွားကိုအဆုံးဖြတ်ပေးပြီးပါရမီတက်ခံကပဝိတိဘွားရဲ့အဆင့်တန်းကိုအဆုံးဖြတ်ပေးတယ်လို့အချင်းချုပ်သဘောပေါက်နိုင်ပါတယ်။တန်မှန်ကုသိုလ်ပဲဖြစ်ဖြစ်ပါရမီ ကုသိုလ်ကံတွေပဲဖြစ်ဖြစ်ကံဆိုတာသစ်ပင်တို့အားမျိုးစီလာသူဆိုတဲ့အတိုင်းမျိုးစီမြတာဖြစ်တယ်ဆိုတာကိုအလေးနဲ့သဘောပေါက်ခံယူယုံကြည်တတ်ဖို့အလွန်ရည်ကြည်ပါတယ်။ရရာကိုကံကတော့လုံးလုံးလျားလျားပိုင်းဆိုင်ချဲ့လဲဆုံးဖြတ်စီမံပေးတယ်လို့ကံကိုပုံပြီးယုံကြည်ရမှာမဟုတ်ဘူးလို့တတိပေးလိုတာပါ။ မျိုးစေ့ဆိုတာကိုစနေတကျ လိမ့်လာဆန်းစစ်ပြီးဝေဖန်သုံးသက်တက်ဖို့ကိစ္စဟာကမ္မဝါရီပုံကိုယ်တို့အတွက်အယူဆမှန်ယုံကြည်ချက်မှန်ဖြစ်ရေးမှာတိတ်ကိုမှရည်ကြီးလို့ဒီစကားကိုထပ်ထပ်ပြောနေရတာပါမျိုးစစ်တစ်ခုရဲ့အဓိကစွမ်းဆောင်ရည်ကအပင်ပေါက်နိုင်စွမ်းပါပဲဒီစွမ်းဆောင်ရည်မရော့မပါမချွတ်ရွံ့စေဖို့အတွက်မျိုးကောင်းမျိုးတန်ဖြစ်တဲ့မျိုးစစ်များကိုပိုးထိုးပုတ်ဆွေးစတဲ့ဘေးတွေကနေကင်းလွတ်အောင်ကာကွယ်သိမ်းဆည်းကြရပါတယ်ဘဲလောက်ပဲစွမ်းဆောင်ရည်ပြေဝအောင်မြင်တဲ့မျိုးစစ်ဖြစ်စေမျိုးစစ်ကိုဒီတိုင်း တိန်စီတို့မိထားရုံနဲ့တော့အပင်မပောက်ပါဘူးသူရသည်နဲ့သူအင့်လျော်တဲ့အချိန်မှာမြေချစိုက်ပြိုးပေးရပါတယ်မြေချပေးရတယ်ဆိုတာလဲမြေပေါ်ကိုဒီတိုင်းခြံထားလို့ဖြစ်တာမဟုတ်သေးဘူးမျိုးစင်မျိုးစားလိုက်မြေကိုအင့်လျော်တယ်လို့ထဲနဲ့ထိုးဆွပေးခြင်းမြေတို့မြေခဲတွေကိုညင်အောင်ထုံနဲ့ဆွခြေပေးခြင်းစတဲ့လုံလောက်တဲ့ပြုပြင်မှုတွေကိုလည်းလုပ်ပေးရပါတယ်အပင်ပေါက်ပြီးတဲ့အခါမှာလည်းမလိုလားအပ်တဲ့ပေါင်းမြက်တွေကင်းအောင်တုတ်တင်ဖယ်ရှားပေးရပါတယ် လိုအပ်သလိုရေသွင်းရေလောင်းခြင်းမြေစီဩဇာဖြည့်ဆွက်ခြင်းစသည်တို့ကိုလည်းလုပ်ပေးရပါတယ်။အဲ့ဒီလိုဖက်ဖက်ကလိုလီသေးမရှိအကြောင်းပေါင်းစုံအောင်ကူညီပံ့ပိုးပေးနိုင်မှသာအောင်မြင်ဖြစ်ထွန်းတဲ့အသည့်အနံတွေနဲ့စုံညီစီပင်တဲ့အပင်းဆိုတာဖြစ်လာနိုင်တာပါ။ ကံနဲ့ကံရဲ့ကျိုးဆိုတာဟာလဲမျိုးစိနဲ့အပင်အရွက်အပွင့်အသီးတို့ရဲ့ဖြစ်စဉ်နဲ့အလားတူပါတယ်။ဒါကြောင့်လဲကံကိုမျိုးစိနဲ့နှားရတာပါ။ကံရဲ့အဓိကစွမ်းဆောင်ရည်ကထိုက်တန်တဲ့ပုံပွားတစ်ခုကိုပို့ပေးနိုင်ကြမှာပဲ။ဒါဟာမျိုးစိကိုအချိန်မီရာသီကိုထွင်ရက်ပြီးမြေပေါ်မှာချပေးလိုက်တဲ့သဘောပဲရှိပါတယ်။မျိုးစိတွေမှာအပင်ပေါက်တဲ့အခါသူ့ဗီဇာတက်တီအားလျော်စွာအရွက်အပွင့်အဆန်တို့ကိုဖြစ်စေတဲ့စွမ်းရည်တွေလည်းရှိတယ်လို့ကံတွေမှာလည်း ကန်နဲ့ထိုက်တန်နဲ့ကန်မွေတွေကိုပေးနိုင်စွမ်းတဲ့တက်တီတွေရှိပါတယ်။ ကုသကံတကူကူကသူ့စွမ်းဤတတ္တိအားလျော်စွာတတ္တဝါတူကို သူကတိပုံသားဖြင့်ပုတ်ပြီးတဲ့အခါအဲ့ဒီတတ္တဝါရဲ့ရုပ်ပိုင်းနာမိုင်းနှစ်ပိုင်းစလုံးမှာကံရဲ့အမွေပါရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာကံရဲ့အမွေကတော့အစင်းအသံအနံ့အရသာအထိတွေ့ဆိုတဲ့အပြင်အာယုန်နဲ့ထင်လာနိုင်စွမ်းလက်ခံနိုင်စွမ်းဖြစ်တဲ့မျက်စိနာနာရှာကိုလို့ခေါ်တဲ့ရုပ်ကြီးတဲ့၅မျိုးနဲ့အတွေ့အာယုန်နဲ့ထင်မြင်လက်ခံနိုင်စွမ်းဖြစ်တဲ့ဟာရယဝိတုခေါ်တဲ့နှလုံးသားတွေကအဓိကဖြစ်ပါတယ်။ ီရုပ်တွေစနေတကြရှင်တန်ကြီးထွားဖြစ်တည်နိုင်ရေးအတွက်စောက်ရှောက်ပေးရတဲ့ရုပ်သက်ကဇီဝိတိန်တွေရုပ်လဲပါပါတယ်ဒီရုပ်တွေဟာကံရက်မှုတွေဖြစ်လို့ကံစားရုပ်များလို့လည်းခေါ်ပါတယ်နယ်မိုင်းဆိုင်ရာကံရက်မှုတွေထဲမှာအဓိက ထင်ရှားပါရှိတာကတော့သရဝိရိယတတိ တမာရီပညာဆိုတဲ့အနှံစွမ်းအားတက်ခံကောင်းတွေပဲဖြစ်ပါတယ်။တံပံအားဖြင့်တော့ဘယ်သူမှဆိုကံပြုလုပ်စဉ်ကာလမှာပုဂ္ဂလပြဘာရအနေနဲ့ဒီနှံစွမ်းအား၅ခုကိုပဲအခြေခံအားပြုပြီးစ조사အထောက်ချရတာပါ။ဒီ၅ပါးထဲမှာဉာဏ်ပညာစွမ်းအားအနေနဲ့ကံနဲ့ကံရဲ့အကျိုးကိုသိမြင်တဲ့အဆင့်တက်ပို့လွန်ပြီးယုံနံခန္ဓာအာယတနာဓာတ်သစ္စာဆိုတဲ့တကယ်အရှိပရမတ်ထသစ္စာတရားတွေအထိ အ ਨੇ ဆုံးနာယူမှတ်သားသည့်အနေနဲ့တည်မြင်ခဲ့မယ်ပြီးတော့ဒီပရမတသစ္စာမှာပါဝင်တဲ့ရုပ်တန်နန္တတွေတဲကရုပ်တို့ရဲ့ခြေခံဖြစ်တဲ့ဓာကြီးလေးပါတို့နန္တရားတွေတဲကတိမှုစုဝิญညာနဲ့ခန္ဓာခံစားမှုစုဝေဒနာခန္ဓာမှတ်သားမှုစုတင်ညက်ခန္ဓာစဉ်းစားကြံစီပြုပြမှုစုသင်္ခါရခန္ဓာတို့ရဲ့ခန္ဓာမစဲတသက်သက်ဖြစ်ပြပြောင်းလဲတဲ့နေစာသဘောလက္ခဏာတို့အထိတအောင်တခဏဖြစ်စေကိုပိုင်းသည့်အဖြစ်နှလုံးသွင်းစင်ကျင်ခဲ့မှုတဲ့ဝိပဿနာဉာဏ်ပညာအဆင့်ထိပါရှိခဲ့မှုမယ်ဆိုရင်တော့ဒီနန န်စွမ်းအား၅ခုတို့ကကံရက်အမွေသာမကပဲပါရမီရဲ့အမွေဖြစ်တဲ့အလေထုံပါရမီတက်ကံကောင်းနေအဆင့်အထိမြင့်မားလာပါလိမ့်မယ်။နန်စွမ်းအားတွေဟာကံမတ္တိတွေသာမကပါရမီတက်ကံတ္တိတွေပါမွေးဖွားရာရည်ချင်းတရအနေနဲ့ပါရှိသူပါရမီရှင်တွေကတော့ဉာဏ်မျိုးစိတ်တက်ကံဖြစ်တဲ့တိဟိတ်ပုဂ္ဂိုလ်စစ်စစ်တွေဖြစ်ကြလို့လောကကောင်းကျိုးချမ်းသာတွေတာမကသာသနာတော်နဲ့ကြုံခွင့်ရကြမယ်ဆိုရင် လောကုတ္တရာကောင်းကျိုးချမ်းသာဖြစ်တဲ့မတ်ဖို့နိဗ္ဗာန်ထိပေါက်ရောက်အောင် စွမ်းဆောင်နိုင်တတ်ကြပါတယ်ဒါကြောင့်မျက်စိနားနားစတဲ့ရုပ်စွမ်းအားတွေနဲ့တမန်နန်စွမ်းအားတွေတမန်နန်စွမ်းအားတွေကတော့လော်ကီကျိုးလောက်သာဆောင်ရွက်နိုင်တဲ့စွမ်းအားတွေအဲ့ဒီစွမ်းအားတွေကကံရဲ့အမွေနှစ်တွေထက်မြက်ထူးချွန်တဲ့နန်စွမ်းအားတွေကပါရမီရဲ့အမွေနှစ်တွေလို့လည်းခွဲခြားတတ်မှတ်နိုင်လောက်ပါတယ် မူလတီကာဆရာတော်ကတော့လောကမှာပြောဆိုနေကြတဲ့စက်တည်းရီတီရီဆိုတာဒီပညာတွေကောင်းမှုတွေနဲ့ကောင်းမှုရဲ့အကျိုးဖြစ်တဲ့ခန္ဓာကိုယ်မှာပြည့်စုံရရှိထားတဲ့ရုပ်ဆွမ်းအားနံဆွမ်းအားပြည့်စုံတည်တံမှုတွေပိုင်ဆိုင်ရရှိထားတဲ့ကောင်းကျိုးချမ်းသာတွေကိုခေါ်တာပဲလို့မိန့်ကြားထားပါတယ်။ ကန်နဲ့ပါရမီမျိုးစုတွေရဲ့တာဝန်ကဆာယာသူဂရီဘုံဘဝကိုပို့ဆောင်ပေးပြီးလိုအပ်တဲ့အခြေခံရုပ်ဆွမ်းအားနွမ်းဆွမ်းအားတွေပြည့်စုံသူဖြစ်အောင်ဆောင်ရွက်ပြီးပြီဆိုရင်သူတို့ရဲ့တာဝန်ဟာကျေပွန်ပြီလို့ပဲတိမှတ်ခြင်းနဲ့လောက်ပါတယ်။တကယ်တမ်းလိုအပ်တဲ့အကျိုးစီးပွားတွေဆင်ရောက်ဖို့ဆိုတာကတော့လေယာသီးနှံဥယျာဉ်ပတ်မှန်ဆိုင်ပြိုးတဲ့ဥယျာဉ်မှုနဲ့တူတဲ့သူဂရီဘုံသားတို့ရဲ့ပြည့်စုံပံမှာဖြစ်စည်းဆောင်ရွက်ရမယ်။ပေါင်းတင်ရေလောင်းမြေစီကျွေးသည့်ပံမှာဆက်ဆက်စူးစမ်းရမယ်။ပြည့်စုံပံပုဂ္ဂလပြပါရ ဘိုင်းရဲ့တာဝန်မဲ့ဖြစ်ပါတယ်ပုဂ္ဂလပြဘာရတာဝန်ကအတိတ်မှာကံပြုစဉ်ကလည်းတာဝန်ရှိခဲ့တယ်လို့ကံပင်တွေဖြစ်ရောက်လာတဲ့ပိစုံပန်းမှာလည်းတာဝန်သည့်တစ်ခုဖြစ်နေရှိနေသေးတယ်ဆိုတာကိုသဘောပေါက်ကြဖို့ပါထပ်ပြီးပြောလိုက်ပါစီပုဂ္ဂလပြဘာရတာဝန်နေရှေ့နောက်နှစ်ဖက်ညှက်ပြီးကျေပေါ်မှာကံတွေလည်းကောင်းပြီးကောင်းရိုးချမ်းသာတွေနဲ့လည်းပြည့်စုံတယ်ဆိုတာကိုသဘောပေါက်ယုံကြည်သူမှသာကံနဲ့ကံရဲ့အကျိုးကိုတကယ်တမ်းသိမြင်ယုံကြည်သူဖြစ်မယ်ဆိုတာကိုအလေးနဲ့သဘောပေါက်ကြစေလိုပါတယ်အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် ်းဆန်ဖရန်ဘေးအေရီယာနီးကဖရီမောက်မြို့မစ်တာနန္ဒာကျောင်းမှာပထမအဘိဓမ္မာသင်တန်းပေးခဲ့စဉ်ကတနားီသင်တန်းပေးပြီးတဲ့အခါတနားီမေးလို့ရမေးဆိုရက်ဟောသူနာသူတင်းရင်တင်းနီမေးမြန်းဆွေးနွေးပွဲကလေးကိုပူးတွဲချိန်ပေးထားပါတယ်အဲ့ဒီမှာသင်တန်းသူမင်းကလေးတယောက်ကဗုဒ္ဓဘာသာဝင်တို့အခြေခံယုံကြည်လက်ခံထားတဲ့အတိုင်းကံကံဤကျိုးဆိုတဲ့အထက်မှာလူတိုင်းလူတိုင်းဟာတိတ်ကပြုတ်ခဲ့တဲ့ကုသိုလ်ကံတွေကိုစီကိုငှပါကြတယ်လို့သိရပါတယ်။အဲဒီကံတွေဟာအချောင်းပေါင်းစုံကြီးတဲ့အခါ ကောင်းကျိုးတွေကိုပေးမယ်လို့လည်းသိရှိယုံကြည်ကြပါတယ်။ကောင်းတဲ့ကံတွေအကျိုးပေးမဲ့အကြောင်းအပေါင်းဆောင်ကြီးမှုဆိုတာဘယ်လိုအကြောင်းတွေနဲ့ပေါင်းမိဆောင်ကြီးရမှာလဲ။လူတို့ရဲ့ကံကောင်းထောင်းမှခြင်းတွေကဘယ်လိုအချိန်မျိုးလဲဆိုတာသိရှိနိုင်ဖို့အတွက်မြတ်စွာဘုရားရှင်ဟောတော်မူခဲ့တဲ့ပြီးတဲ့ကတွေမှာရှိပါသလား။ရှိရင်သိလိုပါတယ်လို့မေးလျှောက်ဖူးပါတယ်။အဲဒီရုံကပြန်လဲဖြေချခဲ့တာလို့ရလဲဗုဒ္ဓဘာသာဝင်တိုင်းကံမဝါဒီယူရှိသူတိုင်းသိတဲ့နယ်လို့ယူဆတဲ့အတွက်အပြည့်စုံမဲ့ပြန်ပြောပြချင်တာပါ။ကံမပစ္စည်းနဲ့ပတ်သက်လို့ဒီလောက်ထိကြကြဝဝင်ပြောနေရတာက တော့ဗုဒ္ဓဘာသာဝင်တို့ရဲ့အခြေခံယုံကြည်ချက်ဖြစ်တဲ့အတွက်ပြည့်ပြည့်စုံစုံပြည့်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 ကြည်ကြည်လင်လင်ဖြစ်စေခြင်းလို့ပါကံကောင်းထောက်မခြင်းရဖို့အတွက်စုံညီရမယ့်အကြောင်းပေါင်းနဲ့ပတ်သက်လို့မြတ်စွာဘုရားရှင်ကအင်္ဂုတ္တရနိကေသတုကနိပတ်ဆက်ကတုံမှာဟောထားတာရှိပါတယ်။တုံရမူရင်းကိုအရင်ပြောပါမယ်။ ရဟန်းတို့တရားလေးပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်က၁၄ပါးကိုလည်းနိုင်စေသူဖြစ်တဲ့ဒီ၁၄ပါးနဲ့ပြည့်စုံတဲ့နတ်လူပေါင်းတို့ဟာမကြမီချိန်တို့တွင်မှာပဲစီးစိမ်ဥစ္စာကောင်းကျိုးချမ်းသာတွေများပြားပြန့်ပြောပြည့်စုံကြွယ်ဝသူတွေဖြစ်နိုင်တယ်။အဲ့ဒီတရားလေးပါးကတော့တင့်တင့်လျော်တဲ့အရာဒေတာမှာနေရခြင်းပတ္တိယူပါဒေတာဝါဒနှင့်သူတော်ကောင်းတို့ကိုမိခိုရခြင်းတပ်ပူရိသူပဋိဒိယတောင်းမိမိ ကိုစိတ်နှစ်ပါးကိုကောင်းစွာထားနိုင်ခြင်းအတ္တသမပဋိဋိ၄ရှေးကကြိုတင်ပြုခဲ့ဘူးသောကုသိုလ်ကောင်းမှုရှိခြင်းပုပ်ဝေစာကရပုံညတာတို့ဖြစ်ပါတယ်ဒီတရားလေးပါးနဲ့ပြည့်စုံသူတို့က၁၄ပါးကိုလဲစင်နိုင်သူဆက်ပိုင်ရှင်များဖြစ်ပြီးဒီ၁၄ပါးပိုင်ထားတဲ့နတ်လူပေါင်းတို့ကလည်းအချိန်တို့အတွင်းမှာပဲစီးစဉ်ဥစ္စာကောင်းကျိုးချမ်းသာတွေများပြားပြန့်ပြောပြည့်စုံကြွယ်ဝတဲ့သူတွေဖြစ်နိုင်ပါတယ်တဲ့အခုပြောခဲ့တဲ့တရားလေးပါးထဲမှာပုပ်ဝေစာကရပုံညတာဆိုတာကံပါပဲ ဒီကံလေးဟာသူကြီးဘာမှမဖြစ်နိုင်စွမ်းသေးပါဘူးမျိုးစေကိုမြေပေါ်ချပေးရတယ်လို့ပတိယူပဒေတာဝါဒဆိုတဲ့တင့်လျောတဲ့နေရာမှာမိကိုကွင်းလက်ရရမယ်မျိုးစေကပေါက်လာတဲ့အပင်ကိုလည်းအခါအားလျော်စွာမြေစွာပေါင်းတင်ရေလောင်စသည်လောက်ပေးရတယ်လို့ဘဝတစ်ခုမှဖြစ်လာပြီဆိုရင်လည်းဘယ်လိုကြီးပွားတိုးတက်အောင်လုပ်ရမယ်ဆိုတဲ့အသိပညာအတတ်ပညာရရှိအောင်ဆရာသမားကမိကောင်ဆွေကောင်တို့ရဲ့တင်ပြကူညီမှုကိုရယူခြင်းဆိုတဲ့ တပ်ဗိုလ်ရီသူပဏိတိယကိုလည်းရှိရမယ်ပေါက်လာတဲ့တစ်ပင်ကဘယ်လိုပဲပြုစုထားပေမယ့်အမှန်ကတော့မိလောင်ပုတ်ကရင်းနှီးရင်းမြှောစားတဲ့ဘေးတွေကင်းဝေးပြီးအန္တရာယ်ကင်းကင်းနဲ့ရှင်သန်နိုင်ဖို့အဓိကကျသလိုဘဝတစ်ခုမှာဖြစ်ရသူကလည်းမိလောင်ပုတ်ကရင်းမြှောခြင်းစားတဲ့ဘေးတွေနဲ့အလားတူတဲ့တောက်စားပျော်ပါရန်ကားခြင်းစားတဲ့အန္တရာယ်တွေကင်းဝေးအောင်မိမိကိုယ်စိတ်တို့ကိုတိဆောက်နိုင်စွမ်းရှိဖို့ဆိုတဲ့အတ္တသမပရိတိက အရေးကြီးဆုံးလူရင်းပဓာနာဖြစ်ပါတယ်။ဒါကြောင့်ကံကောင်းထောက်မှဖို့အတွက်ပြည်စုံရမယ်အကြောင်းပေါင်းဆိုတာဒီဆက်ကတုတ်ဒေသနာတော်မှာပါတဲ့အကြောင်းတရားများဖြစ်တယ်လို့မှတ်ယူနိုင်ပါတယ်။ဘဝအတွက်အချိန်တူတူအတွင်းမှာတက်တောင့်တက်တာနဲ့အာမြင့်ကြီးပွားခြင်းဖြစ်တဲ့ဒီဆက်တရားလေးပါးထဲမှာပုတ်ဝေး စာကတပုံညတာဆိုတဲ့ဆက်ကလည်းပမာဏလိုရင်းဖြစ်ပါတယ်အတိညာရှိသွားပြုပြီးကုသကံမှုပြုထားသူကိုသူပြုထားတဲ့ညာနာတံမြုပ်ကုသကံတွေကပฏิယူပါဖြစ်တဲ့အရက်ကိုပို့ပေးတယ်သူတော်ကောင်းအမိရအောင်စီမံပေးတယ်မိမိကိုယ်စိတ်ကိုကောင်းစွာထားတတ်သူဖြစ်အောင်ပြုပေးတယ်လို့အင်္ဂုတ္တရနဲ့ဒီကနိကေအထာကထာတို့မှာမိတ်ဆိုပါတယ်ဒီဇုံနဲ့ပတ်သက်လို့တပြေကံပြေကြီးနေတရာတစ်ကျမ်းပြူစရာတော့အရှင်ဝါဒေတာပြိဝင်တာမထေကြီးရဲ့သုံးသက်ချက်ကတော့ ဆိုခဲ့ပြီးတဲ့အချက်များမှာတကယ်ပါရမီပြည့်စုံပြီးသောပစ္စည်းမှာဘူကြီးကွာတို့အတွက်သာလုံလောက်ရည်တမ်းမှန်ကားမှုရှင်များ၌ကစိတ်မချရသည်ရှင်တေဝဒတ်သည်ပฏิယူပါဒေသ၌လည်းဖြစ်ရတကယ်တပ်ပူရီသာဘုရားရှင်ကိုလည်းမိရရှေးကားမှုလည်းရှိခဲ့သည်သာသို့သောအတ္တသမားပฏิဒီပြတ်ခါအကျိုးမဲ့ဆုံးရှုံးခဲ့ရရှာ၏အဇာတတလည်းကားမှုရှင်တူပင်ဖခင်သောတာပန်သူတော်ကမိမိတာရာမင်းကြီးကိုမိရပါလျက်ရှင်တေဝဒတ်နှင့်အပေါင်းမကအတ္တသမားပฏิဒီပြတ်ခဲ့၍နိနာရရှာသည်ဤချက်များက စိတ်မချရသည့်အဖြစ်ကိုဖော်ပြလျက်စိတ်ချရသောအဖြစ်သို့ရောက်၏အလေးပေးကကြိုးစားတင်ကြောင်းသတိပေးလျက်ရှိပါသည်တဲ့ဆရာတော်ကြီးမိန့်ကြားတဲ့အထက်မှာပြည့်စုံမဘဝိကပုဂ္ဂိုလ်ဆိုတာကလည်းမောချတည်ကြတဲ့စုကြည်ပံအနိယတပြည့်စုံမဘဝိကနဲ့စုကြည်ပံမဟုတ်တဲ့အနိယတပြည့်စုံမဘဝိကလို့နှစ်မျိုးကွဲပြားနိုင်ပါသေးတယ်။အများကြသည့်ပုဒ်ရဲ့ဂရေ80တတိသားဆိုတာပထမရွယ်မှာတရားဓမ္မကြိုးစားအထောက်ခံရင်းအာသဝကုန်ခန်းတဲ့ရဟန္တာပုဂ္ဂိုလ်ဖြစ်နိုင်တယ်လို့မြတ်စွာဘုရားရှင်မိန့်တော်မူတဲ့အတွက်ပြည့်စုံမဘဝိကသာလို့ပဲဆိုရမှာပါ။သို့တော်လည်း သူလည်းတပ်ဖို့ရီသူပဏိတရာချို့တဲ့ပြီးအတ္တတမပဏိတိကင်းမဲ့တဲ့အတွက်လောကီစီစဉ်ချမ်းသာရောလောကုတ္တရာနိဗ္ဗာန်ချမ်းသာပါဆုံးရှုံးလက်လွတ်ပြီးအချင်းဤဆုံးရှုံးသွားပါတယ်ဒီပုဂ္ဂိုလ်မျိုးကိုတော့အနိယတပစ္စည်းမဘဝိကသာလို့သာတတ်မှတ်ရပါလိမ့်မယ်တပိကံဆရာတော်ဘုရားကြီးရဲ့ဒီသုံးသက်ဆုံးဖြတ်ချက်ကိုကြည်ပြီးနောက်ထပ်အတိဘွားစရာတတိထားစရာတခုကတော့မြန်မာစာပေလောကမှာနှိရှိလာများအငင်းပွားခဲ့တဲ့ပြဿနာတစ်ခုရှိခဲ့တယ် ဗီဇနဲ့ပတ်ဝန်းကျင်ဘယ်ဟာအဓိကကျသလဲဆိုတဲ့ပြဿနာပါမိမိဖတ်ရှု လိလမှတ်သားမိတယ်လို့ဆိုရင်တော့ဆရာကြီးဥဒတ်တို့ဥဆောင်တဲ့တမယိုးချအုပ်စုကဗီဇသားအဓိကဖြစ်တဲ့အကြောင်းရေးသားကြပါတယ်။နောက်ပိုင်းတာယောရီစန်းစန်းတို့ထီလို့မှတ်သားမိပါတယ်။ဆရာကြီးဥသိန်းဖေမြင့်တို့လိုလက်ဝဲတန်သူများကပတ်ဝန်းကျင်သားအဓိကဖြစ်တဲ့အကြောင်းခေတ်သစ်ပညာရှင်တို့ရဲ့အစိုးမိတ်တွေကိုကိုးကားပြီးရေးသားကြပါတယ်။ရေးမဆုံးပြောမဆုံးညင်းကြခုံကြပေမယ့်နောက်ဆုံးရေးသူဖတ်သူပြောသူနားသူတွေမောကြလို့သာရက်သွားတယ်။တိတိကျကျမဲမဲရရဘာမှရည်ရည်ပြတ်မဆုံးဖြတ်နိုင်ခဲ့တဲ့ကိစ္စပါပဲ။ တပြေကံဆရာတော်ကြီးရဲ့တုံ့တက်ဆုံးဖြတ်ချက်မှာဒီကိစ္စကိုယတိပြန်ဆုံးဖြတ်ပေးလိုက်တဲ့သဘောဆောင်ပါတယ်။တကယ်နိယတာပစ္စည်းမှဘဝိကသမားတို့မှာဗီဇပုတ်ဝေကကရပ်ပုံကြတာကအဓိကကြတယ်။တခြားပုဂ္ဂိုလ်များမှာတော့ပတ်ဝန်းကျင်ကအဓိကကြတယ်ဆိုတဲ့သဘောပါပဲ။ဒါကလည်းဗီဇနဲ့ပတ်ဝန်းကျင်ဆိုတဲ့အချက်နှစ်ချက်ကိုသာဆုံးဖြတ်ခံရင်ပြောတာပါ။ဆရာတော်ကြီးရဲ့ဆုံးဖြတ်ထဲမှာအဓိကအကြဆုံးဖြစ်သတ်မှတ်တာကတော့အတ္တာဟိအတ္တနောနာထောမိမိသားလေးမိမိ အာထာယာစစ်ဆိုတဲ့ဒေသနာတော်နဲ့အညီအတ္တသမပရိဒိတာဖြစ်တဲ့ဆိုတဲ့အချက်ပါပဲဒီနေရာမှာအတွန့်တက်စရာတခုကအစာတသမင်းဆိုတာရှင်ဒီဝဒဆိုတဲ့ပတ်ဝန်းကျင်ဆိုနဲ့ပေါင်းသိမ်းပြီလို့သာတောတာပန်ဖြစ်နိုင်တဲ့ပါရမီမျိုးစီဆုံးရှုံးရတယ်။ဂရေ80တထေးသားဆိုတာလဲဆရာသမားကောင်းဆိုတဲ့ပတ်ဝန်းကျင်ကောင်းအမိကိုကိမဲ့လို့ပဲကံမျိုးစီပါရမီမျိုးစီချီနီဆုံးရှုံးသွားရတာဖြစ်တယ်။ဒါကြောင့်ပတ်ဝန်းကျင်ကသာအရေးကြီးဆုံးလို့ မစိုးနိုင်တော့ပေဘူးလားဆိုတဲ့အချက်ပါဟုတ်ပါတယ်မြတ်စွာဘုရားရှင်ကိုရိုနိုင်ကလည်းပဲတန်ရုပ်ကနှိခဲ့ကလျာဏမိတ်တာတုံးမှာဆရာသမားမိတ်ကောင်းဆွေကောင်းဆိုတဲ့ဥပါနေတရားကအောင်မြင်မှုအားလုံးအတွက်ရာနှုန်းပြင်းဤပါရေးပါတယ်လို့အရှင်အာနန္ဒာကိုမိန့်ကြားထားတာရှိပါတယ်သို့တော့ပင်ကိုကမိမိကိုယ်စိတ်ကိုကောင်းအောင်တိဆောက်လို့တဲ့အတ္တသမပဏိတိချို့တဲ့ခင်ရင်ပတ်ဝန်းကျင်ကဘာမှမတတ်နိုင်ပါဘူးအရှင်ဒီဝရကဘုရားရှင်ဆိုတဲ့ ်တပ်ပူရီသူပနိဒရာကြီးကိုရပါလေအမြေမျိုးပြီးအဝီစီရောက်သွားရပါတယ်လက်ဝဲရန်လက်ရာရန်မထေမြတ်ကြီးနှစ်ပါးဖြစ်မဲ့ဥပတိတ်တာနဲ့ကောလီတာတို့ဟာ တိုင်းစည်းစာကြီးထံမှရပြီးပဋိယူပါနဲ့တပ်ပူရီတာဥပနိဒ္ဒရာတွေချုပ်တည်ခဲ့ကြဘူးပါတယ်ဒီပုံကိုယ်တွေကပင်ကိုယီမန်းချက်ကိုမျက်ခြေပြတ်မခံပဲအတ္တသမပဋိတိကိုအလေးနဲ့တိဆောက်ထားသူများဖြစ်တဲ့အတွက်ကြောင့်ဒီဥပနိဒ္ဒရာဇိုးကြီးကိုစွန့်ခွာလွန်မြောက်ပြီးဖျားရှင်ဒီဟုသောတပ်ပူရီသူပဋိဒ္ဒရာခန်းကိုရအောင်ချိန်မီစူးစမ်းပြီးကံကြမ္မာရဲ့တန်ရာကိုကန့်ညင်အောင်အားထုတ်နိုင်ခဲ့ကြပါတယ်အရှင်အင်ဂုလီမာလာတို့တန်တတိအမတ်ကြီးတို့ဆိုတာလည်းအလားတူပါပဲဒါကြောင့်အတ္တသမပဋိတိကသာပဓာဏအကြဆုံးလို့အခိုင်အမာမှတ်ယူသင့်ပါတယ် ယ်အတားကြီးအတနောနာထောကောဟီနာထောပရောတိယာမိမိသားလေးမိမိကိုကိုရဲ့ကိုကိုရအစ်စ်ဖြစ်တဲ့မိမိကိုကိုမှာတပါတခြားကိုကိုရဘယ်မှာရှိပါမယ်ဆိုတော့ဘုရားရှင်ရဲ့အဆုံးဖြတ်ကလည်းဒါကိုပဲအခိုင်အမာပြုနေတယ်လို့ဂျေနတ်သဘောကြားကြဖို့ပါ နောက်တစ်ပိုင်းကိုဆက်လက်ပူဇော်မှာပဲဖြစ်ပါရဲ့ရှင်ပညာရှင်မြင့်တဲ့ထမြင့်၍ကြင်ကြံကြုတ်အားထုတ်နိုင်ကြပါစေ။တပ်ပါအိစာမင်္ဂလာကိုကျွဲကားတတိုင်းရပါစေ။ဂျေဇူးတင်ပါရခြင်းကျွန်မတုတ္တပါ။